အဲကျွန်တော်ခြိုက်တဲ့ပုံကိုတယောက်ပါနေတိုးပေါ့ဗျာအာကျွန်တော်စောင့်ခြိုက်တော့ဗျာဒီဘဲရောဒါမဲ့ဒီဘဲကနောက်တစ်ခုကလည်းမထင်သားဘူးဆိုတော့ရခိုင်ကြီးရဲ့အသင်းနှလုံးပဲလေအဲဒါရခိုင်ဆိုတော့လည်းလက်ရှိမှာလုံးဝအမှန်ကန်ဆွဲနေတဲ့လူတွေဗျာအရန်မိုက်တယ်ဗျာရခိုင်ကအခုလက်ရှိမှာအဲ့လိုနေထားမျိုးဒီလိုကားမျိုးရိုက်မယ်လို့ကျွန်တော်မထင်လိုက်ဘူးဗျာအဲ့ဒါတော့စောင့်ဟန်အသင်းသားလား ဲ့တော့ဗျာကျန်တဲ့ကောင်တွေကတော့မပြောလို့ပါဘူးကျန်တဲ့ကောင်တွေကဖက်ခွက်စားရတယ်ဆိုတော့ကျွန်တော်မပြောလို့ပါဘူးဒီကောင်တွေဘာပဲလုပ်လို့ပါဒါဒါတမိုင်းပဲသူတို့တမိုင်းသူတို့ရဲ့ဖြတ်လို့မရတဲ့အမဲဆက်ကိုသူတို့ကိုယ်တိုင်သူတို့လှုပ်လိုက်တာနိုင်ငံတော်တစ္ဆာဖောက်ဖြစ်ပုံကန်ထားတဲ့ရန်စွဲကောင်နဲ့ပူးပေါင်းတော်တဲ့အကြမ်းဖက်အားပေးတွေပဲဖြစ်တယ်ဒါကြောင့်မလို့အကြမ်းဖက်အားပေးတွေဖြစ်တဲ့အတွက်ဒီနိုင်ငံရဲ့အမျိုးသားအကျိုးစီးပွားအလို့ကဒီလိုအကြမ်းဖက်ဓမ္မတွေကိုလုံးဝလက်ခံခွင့်မရှိဘူး။တော်လန်ကြီးလုပ်နေတဲ့သူအပေါင်းအလုံးကိုသိစေချင်တယ် ခဏလေးရန်အောင်အင်ချိကိုသွားပြီးဘုံခွဲပြီးတော့တတိပေးလိုက်တာတတိပေးစရာဘာအကြောင်းမလဲတခါတည်းအပြက်ရှင်းတခါတည်းအပြက်ရှင်းတခါတည်းအပြက်ရှင်းခါတည်းအပြက်ရှင်းသူတို့ကတက်တတိရှိရှိသူတို့ထသူတို့သူတို့ဘာဆိုတော့ချက်ပြရဲတာနော်အဲ့ဒီတော့ကိုဘက်ကလောက်တဲ့နေရာမှာပြက်သားဖို့ပဲလိုတယ်။နော်အဲ့တော့ကိုဘက်ကလောက်တဲ့ဒူတွေပဲပြက်ပြက်သားသားရှိဖို့လိုတ ရန်ကုန်ကိုငါဖွဲ့ပူးတွဲကြညာချက်စစ်တပ်ဝါဒဖြန့်အမှုပညာရှင်များကိုပြင်းထန်စွာအရေးယူပြီးရန်ကုန်အခြေစိုက်မြေအောက်တော်လမ်းရေးအဖွဲ့အားငါဖွဲ့ကအမှုပညာအမိခံအကြံဖက်စစ်တပ်လက်ကင်တုံများကိုပြင်းထန်စွာအရေးယူဆောင်ရွက်သွားမည်ဟုယနေ့အောက်တိုဘာလ28ရက်နေ့တွင်ပူးတွဲကြညာချက်ထုတ်ပြန်လိုက်ပြီးဤကြညာချက်သည်စစ်ကောင်စီ၏ရွေးကောက်ပွဲစည်းရုံးရေးစကားတွင်ပါဝင်သူများကိုရည်ညွှန်းခြင်းဖြစ်သည်ပြစ်မှတ်ထားအရေးယူမည်သူများပူးတွဲကြညာချက်တွင် အမည်ဖော်ပြထားသောဝါဒဖြန့်အမှုပညာရှင်များမှအောက်ပါအတိုင်းဖြစ်သည့်နေတိုးမြင့်မြတ်နေဝင်အေဂျန့်မောင်ချူလေးမေမြင့်မူအောင်ခိုင်ငပြောကျော်အောင်တိုးနိုင်လင်းတွက်လက်စူပါလင်းမင်းညိုဥက္ကပြန့်ရီရဲရင်ရောပြောအောင်စင်ဖြိုးတို့ဖြစ်သည့်တို့များ၏ယက်တီချက်နှင့်လှုပ်ဆောင်ချက်ပြင်းထန်စွာအေးအေးယူမှုအဆိုပါအမှုပညာရှင်များသည့် စစ်အုပ်စု၏အတူအယောင်ရွေးကောက်ပွဲကိုထောက်ခံခြင်းတော်လှန်ရေးကိုပုံဖြတ်ခြင်းနှင့်စစ်ရာဇဝမှုများကို အပြည့်မြောက်စားခြင်းတို့ပြုလုပ်ခဲ့သဖြင့်အညံ့စားအဖျင်းစားဝါဒဖြန့်သူများအဖြစ်သတ်မှတ်ကာပြင်းထန်စွာအရေးယူမည်ပြည်သူတို့နှိုးဆော်ချက်ပြည်သူလူထုတရက်လုံးကိုလည်းရင်းတို့အား boycott social punishment လူမှုရေးပစ်ဒဏ်ခတ်ကြရန်နှိုးဆော်ထားသည်ရှင်းလင်းတိုက်ခိုက်ရေးရန်ကောင်မီရဲမတာဝန်ရှိသူတို့ဦးပြောကြချက်အရာအဲကောင်တွေကမြို့သူကိုမဆိုးတွေ့တဲ့နေရာမှာတိုက်ခိုက်ရှင်းလင်းသွားမှာဖြစ်ကြောင်းသိရသည် သတင်းအချက်လက်စုဆောင်းမှုဝါဒဖြန့်အမှုပညာရှင်များ၏အချက်လက်များကိုစုဆောင်းထားပြီးယင်းတို့၏ရုပ်ရှင်လောကသားများထံမှပင်သတင်းများရရှိနေကြောင်းထုတ်ဖော်ပြောကြားခဲ့သည့်ရန်သူအဖြစ်သတ်မှတ်ခြင်းပြည်သူပေါ်မျက်နှာမူပြီးယက်တီကြတဲ့သူတွေပါပြည်သူအလိုမရှိတဲ့အမည်သူမဆိုကျွန်တော်တို့ရန်သူပါပဲဟုရတဝန်ရှိသူကပြောဆိုသည်ဥရွေးကြညာချက် ထုတ်ပြန်သူများ အဆိုပါပူးတွဲကြညာချက်ကိုရန်ကုန်မြို့တွင်ရှိစစ်တပ်ပြစ်မှတ်များကိုတိုက်ခိုက်နေတော့အောက်ပါလို့ဘယ်လိုမျိုးရလဲအများကြီးအတက်ချ်မန့်ကိုပို့ကြတဲ့လူတွေရောဆိုတော့လေပူးဝင်နေပြောတော့ဒီဖက်ခွက်စားတွေတနည်းဒီလိုဖြစ်လာမှာဆိုတော့တိပြီဒီကောင်နဲ့နီးလန်းအဟောင်းတွေပဲတုံးတယ်ဗျအဲ့နီးလန်းအဟောင်းတွေကလည်းဟိုတော့ကလို့ပပီမားတို့လိုဖိနေသားများတို့ကလို့ဒီလိုမျိုးတစ်ခုခုတော့ထွက်လာမယ်လို့တော့တော့ထင်သားပြီးသားဘာဖြစ်ဆိုတော့ကျွန်တော်အစီအမသိတော့ဖက်ခွက်စားတွေကများတယ်ဆိုတော့အာဒါဖြစ်လာမှာဆိုတော့ထင်မိသားဒါပေမဲ့မထင်တာက အဲကျွန်တော်ခြိုက်တဲ့ပုံကိုတယောက်ပါနေတူပေါ့ဗျာအာကျွန်တော်စောင့်အောင်ခြိုက်တော့ဗျာဒီဘဲကိုဒါမဲ့ဒီဘဲကနောက်တစ်ခုကလည်းမထင်သားဘူးဆိုတော့ရခိုင်ကြီးရဲ့အသင်းနှလုံးပဲလေအဲဒါရခိုင်ဆိုတော့လည်းလက်ရှိမှာလုံးဝအမှန်ကန်ဆွဲနေတဲ့လူတွေဗျာအရန်မိုက်တယ်ဗျာရခိုင်ကအခုလက်ရှိမှာအဲ့လိုနေထားပြီးမှဒီလိုကားမျိုးရိုက်မယ်လို့ကျွန်တော်မထင်လိုက်ဘူးဗျာအဲ့ဒါတော့စောင့်အောင်အသင်းနာ အဲ့လိုပဲကျန်တဲ့ကောင်တွေကတော့မပြောလို့ပါဘူးကျန်တဲ့ကောင်တွေကဖက်ခွက်စားရတယ်ဆိုတော့ကျွန်တော်မပြောလို့ပါဘူးဒီကောင်တွေဘာလို့လဲလို့ပါဒါဒါတမိုင်းပဲသူတို့တမိုင်းသူတို့ပဲဖျက်လို့မရတဲ့အမဲဆက်ကိုသူတို့ကိုယ်တိုင်သူတို့လှုပ်လိုက်တာတခုပဲကျွန်တော်တို့ဒီเจ้าဝါနဲ့ပတ်သက်ပြီးကျွန်တော်အများကြီးပြောခြင်းဘသူတွေပါတယ်ဘာဖြစ်ဆိုတော့ဒီကောင်တွေကိုတပြုတ်ဝင်လဲဒီကောင်တွေကဒီတဲ့တိုင်းပဲဒီမှာကိုကိုပေါ့လို့ပါတော့ပြောတာလည်းအများကြီးရှင်းနှားဆောင်ကြည့်သူတို့ဘာပဲကြောက်လို့ပဲလို့ဘလို့ပဲလို့ပြီးရင်ကျွန်တော်တခုပြောရဲတယ်တကယ်မို့ဒီဒေါ်လာကြီးကအောင်မြင်သွားကြည့် တို့ကိုပေါက်တော့အများကြီးပြောထားတဲ့အတိုင်းပဲဒီတော်လိုင်းသာအောင်မြင်သွားကြည့်အဲ့ဒီကောင်တွေကိုမျက်စိရှုပ်စွာနဲ့ကျွန်တော်တို့မြင်ရအောင်ပဲကျွန်တော်တို့ကအဲ့တော့ဘလို့ကြောက်ကျွန်တော်တို့ကပါဝင်ခဲ့ရပါတယ်ဘာညာငိုပြချူပြမယ်ပြီးရင်ပတ်စံရဖို့အတွက်လှုပ်ထားတာဗျာစင်းစင်းလေးဗျာကားတစီးရိုက်တယ်ကားတစ်ခါရိုက်တယ်ဗျာဒီကောင်တွေတို့တိန်းတစ်ထောင်ပြီးပါလောင်ရတဲ့ကောင်တွေဗျာတိန်း200လောက်အလူပြပြီးတော့ စာရွက်တွေဒီကိုင်မိထွက်လာမှမြင်အောင်ပါသေးတယ်အဲ့ခါကျရင်ဒါခင်ဗျားတို့အာမပေးမိစင်းတယ်အခုလောက်ရမယ့်အလုပ်ပဲကျွန်တော်ပြောခြင်းတယ်အဲ့ဒါ boycott တည်တည်ချာချာကိုလောက်ရမယ့် boycott boycott ဆိုတာနာနာလေးနားလေးပြောရင်သူတို့နဲ့ပတ်သက်တဲ့သူတို့ကြော်ညာတဲ့ပစ္စည်းမှန်သမျှကိုတော့မသုံးဘူးဒါတကယ် boycott ဆေးထားလိုက်ပါသူတို့ပါဝင်တဲ့ဗီဒီယိုတွေမကြည့်ဘူးသူတို့ကိုအာမပေးဘူးသူတို့ Facebook account တွေမှာကိုရီအာ friend လောက်ထိုင်ရင် cancel request လောက်မှာ follow လောက်ထိုင်ရင် unfollow လောက်မှာ ါမျိုးတွေနဲ့ကျွန်တော်တို့ကလုံပြရမယ်ခင်ဗျားတို့အရင်ချစ်တဲ့လူတွေကျွန်တော်ထင်ပါတယ်ဒီကောင်းနေရာမှာနေနေတဲ့လူတွေလည်းဒီတိုင်းပြည်မှာမြန်မာနိုင်ငံမှာမဖြစ်လို့နေနေကြတာပါကျွန်တော်နားလဲပါတယ်ဒါပေမဲ့မပါဝင်ချင်းဖြစ်ကူညီကြပါဒီလိုမျိုးပေါ့မဟုတ်ပင်နဲ့မပါဝင်ချင်းဖြစ် အာပျော်ရွှင်ပြနေချင်းဖြစ်မလုပ်ကြပါနဲ့မပါဝင်ချင်းဖြစ်ကူညီကြပါ ဲဒါလိုပဲတချို့လူတွေလည်းဒါတိတိနေတာအမှန်မဟုတ်တိတိနေတယ်လည်းမတတ်တာလို့နေနေရတာမျိုးပဲရှိမှာပါဒါပေမဲ့ဒီကောင်တွေအခုဒီလိုလောက်တာကြီးရတော့နည်းနည်းပြင်းလွန်တယ်ဗျာတလားဒီကောင်တွေရဲတယ်ဗျာဒီစကားတွေပြောပြီးဒီကားတွေရရင်ဒီလိုဖြစ်မှာဆိုဒီကောင်တွေကကိုရီးယားတိတယ်တလားခင်ဗျားတို့ကျွန်တော်တို့ကဒီကောင်တွေဆရာတွေဒီဂွင်ထဲမှာဒီ industry ထဲမှာဒီကောင်တွေဆရာကြီးတွေဘာကြောင့်ပြောလဲသူတို့ကသူတို့မသိလိမ့်မယ်ဒါသူတို့အမေဆက်ပဲအဲ့တော့အများကြီးပြောတော့ဒီဖက်ကောစားတွေတခုပဲကျွန်တော်တို့လူမျိုးတွေကခင်ဗျားတို့တွေဟောတစ်ချက်လောက်လာမအောင်နေနဲ့ မနေထုံးမကားလို့ဘာကောင်းပြီခင်ဗျားတို့ကန်ဆယ်လို့ခင်ဗျားတို့ဘွိုင်းကောင်းခင်ဗျားတို့နာတတ်ပါစီကျွန်တော်လူမျိုးတွေကမနာတတ်ဘူးတစ်ချက်ပဲပြီးမှအိုးသူတစ်ချက်လောက်ရတာပါသူစိတ်တမရှိပါဘူးမဟုတ်ဘူးအဲ့ဒီဘွိုင်းကောင်းတတိယလို့အပေါ်တွေလောက်ပြီးတော့လေအာလိုင်းမောဒေါသမထွက်ပြနဲ့နှစ်ရက်သုံးရက်စာလောက်တစ်ပတ်စာလောက်တစ်လစာလောက်ဒေါသမထွက်ပြနဲ့တက်တက်လုံစာဘွိုင်းကောင်းလောက်ပါတကယ်ခင်ဗျားတို့တို့ဒီဟာကိုလက်မခံဘူးဆိုရင်ဒါပါပဲ ဒါလေးပဲပြောချင်တယ်အဲ့တော့ဒီ focus စာတဲ့ကြောင်ကကျွန်တော်တိတ်အများကြီးပြောချင်တာမရှိဘူးဒါဒီကောင်တွေလုံနေကြအလုပ်တွေထဲမှာဒီ true sense တော့အင်းဒီတိုးဆိုတဲ့ကောင်စောက်ဟောင်းတော့မရှိဘူးလို့ပဲပြောချင်ပါတယ်ဒီလောက်ပါပဲရင်မက်မြင့်သူညီကောင်မများအားလုံးမင်္ဂလာပါလို့နှုတ်ခွန်းဆက်ပါတယ်ဗျာဒါဒီကလေးကျွန်တော်တို့ရင်မက်ဂျင်တူတွေပေါ့နော်ရင်မက်ဂျင်တူတွေကို ယမန်ကြီးတူလာရောမတူလာရောစိန်ခေါ်မှုတရပ်ပေါ့စိန်ခေါ်မှုတရပ်ပေါ့အခုအဒီအကျန်းဖက်စစ်အာဏာရှင်တွေရဲ့လုံမဲ့အတူရောင်ရွေးကောက်ပွဲမှာရှင်းတယ်ကုလသမဂ္ဂလည်းလက်မခံသလိုအာဆီယံကလည်းသူတို့မူဝါဒ၅ချက်နဲ့သူတို့မူဝါဒ၅ချက်နဲ့မညီသရွေ့ အာဆီယံသက်ပိုင်ခွင့်မရှိကြလို့ဒီရွေးကောက်ပွဲကိုလည်းလက်မခံဘူးရှင်းနေတော့ဒေချာနာထောင်ဟိုဘက်ကဘောမတောက်ဒေချာနာထောင်မင်းတို့တကယ်တရားမြတ်တာစွာနဲ့လွတ်လပ်ပိုင်ခွင့်ရွေးကောက်ပွဲလုပ်မယ်ဆိုရင်မင်းတို့ကငါစိန်ခေါ်ချက်တစ်ခုထုတ်မယ်အခုမင်းတို့ 老面主要越高宽嘛，闽路超看的，闽路三万四的路，闽路三千的，阿三我来闽路拿趟路样的？阿路八点七七六万的，阿那所以，那些生蚝木古，闽路个道四元路样的，阿故闽路路面最高宽嘛，等那一年老五闽路椒娘。 喏，梅罗桃干木细的喽，干果木嘞细点么细无数了，梅罗这一问叫娘来。喏，梅罗周杨路么有个高坡嘛，梅罗桃干木嘞路细的喽，干果在边头啊不老是绵绵的树了，梅罗腰当当的这卡人梅罗叫娘来，哎嘛梅罗这样。 ဟမ်မင်းတို့ကအခုအကြောက်တရားနေဟာလားအာနာပါဝါလက်လက်နေမင်းတို့ကပြည်သူတွေကိုချင်းချောက်ထားတဲ့ခါကြတော့လူခွင့်ရပြောဆိုပိုင်ခွင့်အခွင့်ရေးနေဆိုတာပြည်သူတွေကမင်းတို့ပါဝါအာနာပါဝါကြောက်ပြီးတော့မပြောရဲတာပဲရှိတယ်မင်းတို့တရားဝင်ကြော်ညာလိုက်မင်းတို့ရုပ်သံတွေဟောရေဒီယိုကဟောဒီမင်းတို့ channel tv တွေကဟောအကုန်လုံးကြော်ညာမင်းတို့ထောက်ခံတဲ့လူကဘယ်လောက်ရှိမလဲ မင်းတို့ကိုကန့်ကွက်ပြီးတော့ကန့်ကွက်ဒီရွေးကောက်ပွဲကကန့်ကွက်ပါလေဆိုတဲ့အမှန်ကဘသူကပုံများမလဲဆိုတာမင်းတို့တရားဝင်ကြော်ညာလိုက်သတိရှိလို့ရှိရင်ခြိုက်တဲ့ကောင်ကိုစိန်ခေါ်တယ်နော်ခြိုက်တဲ့ကောင်ကိုစိန်ခေါ်တာမင်းတို့တရားဝင်ကြော်ညာလိုက်မင်းတို့ကိုပြည်သူတွေကဘလောက်ထိထောက်ခံမလဲမင်းတို့ရဲ့အစုအယောင်ရွေးကောက်ပွဲတွေကိုပြည်သူတွေကဘလောက်ထိကန့်ကွက်ရှုတ်ချမလဲဆိုတာမင်းတို့သတိရှိရင် ကြော်ညာလိုက်ကြော်ညာပြီးငါစိန်ခေါ်ချက်ကိုငါလက်ခံပေးမယ်โอเคလားစင်ပြေလားဟမ်အခုတော့ဘွန်ကွမ်းလာလေဟုတ်လားကုလသမဂ္ဂကောမင်းတို့ရွေးကောက်ပွဲကိုလုံးဝအသိမှမပြုတ်ဘူးဆိုတာတရားဝင်ကြော်ညာလာတယ်အဲ့တော့ဒီအာဆီယံကလည်းမင်းတို့ရဲ့ရွေးကောက်ပွဲကိုသူတို့ရဲ့မူဝါဒငါချက်နဲ့မကန့်ညီဘူးလို့ရှိရင်မင်းတို့ရဲ့အစုရောင်ရွေးကောက်ပွဲကိုလက်ခံမှာမဟုတ်ဘူး ဲ့တော့ငါရဲ့စိန်ခေါ်ချက်အပေါ်မှာလက်ခံရဲတယ်လို့ရှိရင်လာခဲ့မင်းတို့ကြော်ညာတခါတိုင်းမင်းတို့ကြော်ညာလိုက်ဒုလဆွာပြောဆိုပိုင်ခွင့်ဝေဖန်ပိုင်ခွင့်စန့်ကျင်ပိုင်ခွင့်ရှိပါလေဆိုပြီးတော့မင်းတို့ရဲ့ရုပ်တန်လေလိုင်းရုပ်တန်တွေဟောလေလိုင်းတွေဟောအကုန်ကြော်ညာမင်းတို့ဘသူကဘလောက်ဘယ်ပြည်သူကဘလောက်ထိ၆ခံမှုရှိတယ်လဲ ဘယ်ပြည်သူကမင်းတို့ကန့်ကွက်ရှောက်ချဒါပုံများတယ်ဆိုတာမင်းတို့သိရအောင်လို့ပြောတာပါငါရဲ့စိန်ခေါ်ချက်လက်ခံတယ်ဆိုကြိုက်တဲ့កောင်လာခဲ့နော်အေးငါပြောတဲ့အတိုင်းပြည်သူရဲ့စန္ဒကိုလွတ်လပ်စွာအပန်းထောက်ပံ့ခွင့်ကိုမင်းတို့ကြောညာရှင်းတယ်လို့ငါပြောတာအခုလေမင်းတို့ရွေးကောက်ပွဲကခလေးကစားစရာလားမင်းတို့ပြန်စဉ်းစားကြည့်ရအောင် 啊，原告坡我们一下第五人了，山上、山里呀，啊，难挖皮的。啊，没有也越告坡呀，也过的呀，可怜的，没路啥的，山上那么辛苦，没有少些没几家户了，少些修修路哦，梅陇嘛修个修个修的也了，梅陇山上这些人，啊，那三十七的呀，越告坡我们我们呢，难挖皮的，哈哈哈哈哈哈！哎呀嘞！ 那外加边面少些那外加边面，没有说跨江破坝的哟，那外加边面，现在啷个不表了？啊，哈哈哈！少些是吧？外加不一样喽，老表那边瓜，阿拉往夸江面搞的，没得搞的啊，阿拉往夸江面搞的少些，都别那么随便的，没有阿拉这不，没有健康一样，把跨坝的啊少啊，一千没表呢。 少生我们几家，生命也家多了。少生我们几家，比如哎，健康因素嘞，把地收了可好数啊。阿哥哦，越搞越热闹了样，过些身边没把理的，飘飘在路里了。哈哈哈！哈哈哈！哈哈哎，哪大光这样呢？咋不住了啊！哈哈！哈哈哈！哈哈哈！ အခုလက်ရှိမြန်မာနိုင်ငံကဘလို့ဖြစ်နေတာလဲဆိုတော့ပြည်သူလူထုခေါင်းပေါ်ကိုလင်းရင်တွေနဲ့ဘုံအကျဲမခံခြင်းရင်စစ်တပ်ကိုအရှုံးပေးပါစစ်ကြောင်းထိုးရွာတွေကိုမီးရှို့မခံခြင်းရင်စစ်တပ်ကိုအရှုံးပေးပါစစ်တပ်ကရည်ရွယ်ချက် ရှိရှိနဲ့ပြည်သူလူထုကိုပြစ်မှတ်ထားပြီးတော့တိုက်ခိုက်နေတယ်ဒီဒုက္ခတွေကို မခံစားနိုင်ရင် စစ်တပ်ကိုအရှုံးပေးပါဆိုပြီးတော့စစ်တပ်ရဲ့မီဒီယာတွေစစ်တပ်ရဲ့ဝါဒဖြန့်ချီရေးတွေစစ်တပ်စစ်တပ်လက်အောက်ခံအမှုပညာသမားတွေကရုပ်ရှင်တွေဗီဒီယိုရိုက်ပြီးတော့တစ်ဖက်မှာဝါဒဖြန့်အဲ့တော့တစ်ဖက်မှာစစ်တပ်ကပြည်သူလူထုကိုရည်ရွယ်ချက်ရှိရှိနဲ့ပြစ်မှတ်ထားတိုက်ခိုက် တက်ဖြက်ပုံစင်းလုံးကြီးအလုတ်ကန်ရှားပါအောင်ရည်ရွယ်ချက်ရှိရှိစနစ်တကျကြိုတင်ပြင်ဆင်ပြီးတော့တိုက်ခိုက်တယ်တက်ဖြက်တယ်ဒုက္ခပေးတယ်တစ်ဖက်မှာလည်းစစ်သက်မီဒီယာတွေရုပ်ရှင်သမားတွေအနုပညာသမားတွေကဒီဒုက္ခတွေမခံစားချင်ရင်စစ်သက်ကိုအရှုံးပေးပါဆိုပြီးတော့ရည်ရွယ်ဝါဒတွေဖြန့်တယ်အဲ့တော့ကျွန်တော်တို့ပြန်စဉ်းစားကြည့်ရအောင်ပါ တကယ်ပဲကျွန်တော်တို့စစ်တပ်ကိုအရှုံးပေးလိုက်ရင်ဒီဒုက္ခတွေထာဝရပြင်းငိမ့်သွားမလား အခုမြန်မာနိုင်ငံခုလက်ရှိမြန်မာနိုင်ငံရဲ့အခြေအနေကကမ္ဘာမှာ နိုင်ငံသားထွက်ကြုံခံရတဲ့လူဦးရေအများဆုံးနိုင်ငံငတ်မို့ခေါင်းမမှုအများဆုံးနိုင်ငံစင်းရဲနေကြမှုအကြီးဆုံးနိုင်ငံကမ္ဘာမှာဝင်ငွေအ ਨੇ ဆုံးနိုင်ငံကျန်းမာရေးစောက်ရှောက်မှုပညာရေးအနိုင်ကျဆုံးစုပ်ပြတ်သက်ဆုံးနိုင်ငံအဲ့တော့ဒါတွေဖြစ်လာအောင်ဘယ်သူတွေကလုပ်ခဲ့တာလဲအခုတိုင်းပြည်စုပူလို့ဒီလိုဖြစ်တယ်ပြောရအောင်လဲ အခု2023စစ်တပ်အာဏာသိမ်းပြီးတော့ပြည်သူလူထုတွေဒုက္ခရောက်မှုမတိုင်ခင်ရှေ့မှာနှစ်ပေါင်း80ကျော်နေဝင်တိုင်းပြည်ကိုနှစ်ပေါင်း20ကျော်စိတ်တိုင်းကြတယောက်တည်းလှုပ်ချင်လို့လှုပ်ပြီးအုပ်ချုပ်ခွင့်ရခဲ့တယ်။ဘာမှတိုးတက်မလာဘူး။ရှိပီးသားအခြေအနေကနေဘဝပြည့်မွေးသေးလာတယ်။အဲနေဝင်လက်ထက်တုန်းကတော့စင်ပိန်ရင်ကျွဲလောက်ကြံသေးတယ်ဆိုပြီးတော့မှရှိခဲ့သေးတယ်။တခါတန်းရွှေနှစ်ပေါင်း20ကျော်စစ်တပ်ကစစ်အာဏာရှင်စနစ်နဲ့အုပ်ချုပ်ခဲ့တယ်။ တိုးတက်လာလားเนาะအတိုင်းပြည်အေးချမ်းနဲ့ပြည်သူလူထုတွေစစ်တပ်ကိုဘာမှမဆန့်ကျင်ဘူးဒီတိုင်းရင်းသားပြည်နယ်တွေနယ်စပ်တွေမှာအနှဲငယ်တိုက်ပွဲဖြစ်တာကလွယ်လို့တိုင်းပြည်တအားအေးချမ်းနဲ့တန်းရွှေစိတ်တိုင်းကြနှစ်ပေါင်း20ကျော်အုပ်ချုပ်ခွင့်ရခဲ့တယ်တိုင်းပြည်ဘာဖြစ်လာလို့လဲနော်စာတင်ကြောင်းတွေဆေးရုံတွေဆိုတာကသူများနိုင်ငံကနွားတင်းကုတ်ဟိုတင်းကြိုင်ကုန်းဇရက်လောက်ပဲရှိတဲ့အခြေအနေတွေရောက်အောင်မွေးပြကြသွားတယ် မြန်မာထက်စင်းရတဲ့အိမ်နီးချင်းနိုင်ငံတွေအားလုံးကိုကျွန်ထွက်ခံရတဲ့အထိတိုင်းပြည်ကစုပ်ပြတ်သက်သွားတယ်။အဲ့ဒီအချိန်တုန်းကပြည်သူလူထုကမြို့ပေါ်မှာရှိတဲ့ပြည်သူလူထုကစစ်တပ်ကိုမဆန့်ကျင်ဘူးစစ်တပ်ကိုမတော်လှန်ဘူးတိုင်းပြည်အေးချမ်းနေတာပဲဘာလို့မတိုးတက်လာတယ်လဲ။အဲ့တော့ဒီကနေ့မြန်မာနိုင်ငံမှာဖြစ်ပျက်နေတဲ့အရာတွေကိုဒုက္ခမခံစားချင်တော့ရင်စစ်တပ်ကိုအရှုံးပေးပါဆိုပြီးဝါဒဖြန့်နေတဲ့လူတွေစစ်တပ်ကိုအရှုံးပေးဖို့စဉ်းစားနေတဲ့လူတွေအဲ့တော့ဒါလေးတွေကိုအမှတ်ရဖို့ လိုအပ်တယ်အဲ့တော့စစ်တပ်ကိုအရှုံးပေးလိုက်ရင်နောက်ဆက်တွဲဘာတွေထပ်ဖြစ်လာမလဲဆိုတော့ကြီးရွာအုပ်ချုပ်ရေးမှူးရွာလူကြီးတွေစစ်သားမြို့ပေါ်အုပ်ချုပ်ရေးမှူးအရာရှိတွေစစ်သားအစိုးရယုံဌာနတွေအရာရှိတွေကစစ်သားနော်လွှတ်တော်ထဲမှာစစ်သားအစိုးရဝင်ကြီးတွေစစ်သားတမရဝင်ကြီးချုပ်တွေစစ်သားစီးပွားရေးသမားလူချမ်းသာလုပ်ငန်းရှင်တွေစစ်သားသားသမီး ဆိုတော့အဲ့ဒါလေးကြီးပဲဖြစ်လာရင်ငါတို့ပြည်သူလူထုကဘာဖြစ်လာမလဲဆိုတော့ပြည်သူလူထုကစစ်ကြုံပေါ့နော်အဲ့တော့နိုင်ငံရဲ့အဖွင့်ထူးခံကောင်းစားတဲ့အရာတွေမှန်တယ်မြတ်စစ်သားနဲ့စစ်သားသားသမီးတွေပဲပိုင်ဆိုင်သွားရင်ပြည်သူလူထုကဘာဖြစ်မလဲဆိုတော့ကြုံဖြစ်မှာပေါ့ကြုံတော့မှရိုးရိုးကြင်ကြုံမဟုတ်ဘူးဗျနှစ်ထက်ကွမ်းကြုံပြည်တွင်းထဲမှာနေရင်စစ်တပ်ရဲ့ကြုံပြည်ပထွက်ရင်နိုင်ငံသားကြုံနှစ်ထက်ကွမ်းကြုံဖြစ်မှာ အဲ့တော့အဲ့ဒီဘဝကနေကျွန်တော်တို့ထာဝရလွတ်မြောက်ဖို့ဆိုရင်လက်ရှိရင်ဆိုင်နေရတဲ့ဒုက္ခခက်ခဲကိုကျွန်တော်တို့အားလုံးလက်သွဲညီညီကြင့်ကြံ့ခံတန်မာစွာနဲ့ရင်ဆိုင်ကြုံဖြတ်ပြီးတော့ဒီစစ်အာဏာရှင်တွေကိုအဆုံးခန်းတိုင်တိုက်ခိုက်တော်လှန်ပြီးတော့မြန်မာနိုင်ငံကြီးစစ်အာဏာရှင်ကင်းစင်ပြီးတော့မှဖွံ့ဖြိုးတိုးတက်ပွင့်လင်းလွတ်လပ်တဲ့ဒီမိုကရေစီနိုင်ငံတစ်တခုကိုကျွန်တော်တို့ထူထောင်နိုင်မှတာလင်လက်ရှိကျွန်တော်တို့ဘဝတွေရော နောက်မှမွေးဖွားလာမဲ့မြန်မာနိုင်ငံရဲ့ရှင်လူငယ်အနာဂတ်မျိုးဆက်သစ်လူငယ်တွေအားလုံးရဲ့ဘဝပါပြောင်းလဲသွားမှာဖြစ်တယ်အဲ့ဒီတော့ကျွန်တော်တို့ရဲ့အနာဂတ်ပန်းတိုင်အတွက်ကျွန်တော်တို့ရဲ့တော်